အာကျွန်တော်ရဲ့ပွဲဥထွက်ညာလေးမှာကျွန်တော်တို့စဉ်စားစားနေတေချာလေးကိုဆော့ပြပေးမှာ ဖြစ်ပါတယ်နော်အခုထိတ်ဆုံးဆော့ပြပေးမယ့်နံပါတ်ကတော့ကျွန်တော်ဖြစ်စဉ်မူဆွဲတာမို့လို့လေဖြစ်နေတဲ့ကနန်းရဲ့တံကိုကျွန်တော်ပြချသွားမှာဖြစ်ပါလေနော်အဲ့တော့ ကျွန်တော်တော့ပြောပြရသေးကနန်းတော့ဖြစ်နေတဲ့အတိုင်းကိုအရင်ရှင်းပြီးမှသာလေဘေတကွက်ကဖြစ်နိုင်တယ်နကွက်ကဖြစ်နိုင်တယ်ဆိုတာကတော့မိမိအနေနဲ့ကြိုက်ရကနန်းကိုရွေးချယ်နိုင်တယ်ဆိုတဲ့အကြောင်းကြူပြောလိုက်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်အခုတုံညာလေးလေးကိုကျွန်တော်ဆော်မယ်တုံညာလေးလေးကိုဆော်တဲ့အချိန်မှာကျွန်တော်ဘာမှမကြည့်ပါဘူး ဒီကနန်း35ဆိုတဲ့ကနန်းပေါ်တာကိုကျွန်တော်တို့ဒါဒီကနန်း3ပင်အရာမလို့ဒါဒီ35ရဲ့တဒံဘယ်နံပါတ်ကနေများ ဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်ပြောချာမှာဖြစ်တယ်ကျွန်တော်လှုပ်ယူတာမဟုတ်ဘူးသူဖြစ်နေတာ69 3ည5ဆိုတော့69 3ညရဲ့အတိုင်းတာပဲပြောသွားမှာဖြစ်တယ်နော်ကျွန်တော်ဒီမှာနံပါတ်နံပါတ်6နံပါတ်6ဆိုတဲ့ကနန်းတွေ့တယ် ဒီနေ့ရှိရှိဆိုတဲ့ကနရှိရတဲ့တန်ကိုသွားနေတယ်မို့ရှိရတဲ့တန်ကိုပြောမေးဒီနေ့ခွန်ခွန်ဆိုတဲ့ကန6ဆိုတဲ့ကနဖြစ်တဲ့6ရဲ့တန်ကိုပြောချမှာဖြစ်တယ်ဒါဆိုရင်ဒီကန3လုံးရဲ့တန်ကဘယ်နံပါမျိုးဖြစ်မလဲဆိုတာကန10လုံးလုံးဆိုင်ပါလေသူဘယ်နံပါပဲကြာကြာကြာချင်တဲ့နံပါကိုကြာပါကျွန်တော်အနေနဲ့ကတော့ရှင်းပြသွားမှာပဲဖြစ်တယ် ဲ့တော့693ဆိုရကဏ5ဖြင့်ကျွန်တော်နံပါတ်5ဆိုရကဏကိုရေးချမှာဖြစ်တယ်။နံပါတ်နဲ့နံပါတ်၈နံပါတ်၈ဆိုရကဏနဲ့၈ဆိုရကဏဖြစ်လို့နံပါတ်၈အတိုင်းသာရေးမှာဖြစ်တယ်။နံပါတ်နဲ့နံပါတ်9နံပါတ်9ဆိုရကဏ66ရဲ့အတိုင်းသာ ရေးချမှာဖြစ်တယ်။ဒီကဏ3လုံးကလည်းဘယ်နံပါတ်ထွက်မှာတော့ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့တုံညာနေပြီးတော့နံပါတ်9ထိရေးချမှာဖြစ်ပါလေနံပါတ်3ညာဆိုတဲ့ကနမဲ့ထွတ်ထွဲကျွန်တော်တို့နံပါတ်10ပဲထွတ်ထွဲနံပါတ်9ပဲထွတ်ထွဲကြိုက်တဲ့နံပါတ်ကိုထွက်ပါနံပါတ်3ပဲထွတ်ထွဲ4ထွတ်ထွဲကျွန်တော်နံပါတ်5ပဲထွတ်ထွဲ6ကပဲထွတ်ထွဲနံပါတ်9ပဲထွတ်ထွဲနံပါတ်10ကပဲထွတ်ထွဲနံပါတ်9ကပဲထွတ်ထွဲ ကနန်းဆယ်လုံးရှိတဲ့ကနန်းထိပ်စီအဲ့ဒီဆယ်လုံးကိုရေးချမှာဖြစ်ပါလေအဲ့တော့တဒန်ကိုကြည့်တော့မေးတဒန်ကြည့်တဲ့အချိန်မှာ6 9 3 5မြောက်5လို့ကနန်းပေါ်ထားတဲ့နံပါတ်ဟာဖြစ်နံပါတ်5နံပါတ်6နံပါတ်4ဆိုရေကနဟာတူညီမှုကြနေတော့တွေ့ရမှာတော့ဖြစ်ပါလေ အဲ့ဒါကျွန်တော်ပေါ်သွားတဲ့နံပါတ်6နံပါတ်9နံပါတ်3ညာနံပါတ်5ဆိုရီကနာဖြစ်တယ်လို့ပဲနံပါတ်9နံပါတ်6နံပါတ်4ဆိုရီကနာလေတူညီမှုကနန်းတစ်ခုတွေ့ရပါပြီအဲ့ဒါကျွန်တော်အနေနဲ့နံပါတ်နဲ့နံပါတ်6နံပါတ်6နံပါတ်6လို့ခေါ်ထားတဲ့ကနန်းမှာလေ ဟောဒီမှာနံပါတ်1ဆိုရီကနနံပါတ်4ဆိုရီကနနံပါတ်3ဆိုရီကနကိုလေကျွန်တော်တို့ရှေ့အဖြစ်မြင်သွားတာတွေ့ပါလေနော်သူကြတဲ့နံပါတ်တိုင်းပြောပြတာလीနော်အဲ့ဒါကျွန်တော်ပြောပြမယ်အခုတူအဒီမှာနှစ်ခွန်ခွန်လို့ဘယ်နံပါတ်ကြီးကြားလာမယ်ကျွန်တော်မသိဘူး အမနိခုံခုံဆိုတာ6ကြီးဆိုတဲ့ကနိုင်ရဲ့အတိုင်းသားဆိုတဲ့နံပါတ်ကိုလေနံပါတ်9နံပါတ်9နံပါတ်3ညာကိုလေ6ပါပဲလို့ကနန်းထေတော်တော့တွေ့ရပါလေအဲ့လိုထိစည်းနောက်ပိတ်တွေကိုကနန်းထေတော်တာမူလို့ကျွန်တော်တို့အနေနဲ့ နံပါတ်3ညနံပါတ်3နံပါတ်6ဘေကနန်းထိန်ဒီမှာနံပါတ်3ညောက်တက်လို့ဖြစ်ခဲ့ရင်နံပါတ်9နံပါတ်9နံပါတ်5ဆိုရကနတက်လို့သွားဖြစ်တာပေါ့ဒါနံပါတ်3ညလို့ကြိုက်383ညတက်ပါဆိုနံပါတ်9နံပါတ်9နံပါတ်5ဆိုရကနတက်ဆိုရကနဖြစ်တယ်နံပါတ်1လို့များကြခဲ့383ဆိုရကနနဲ့ <inaudible> အဲ့နေဆိုတာခွန်ကူချောက်ဆိုရင်ကနဦးနေဆိုတော့ဒီမာဂျင်ပါဝါတဘောဖြစ်တယ်ပါဝါတဘောမလို့9 6ခွန်8 9 3ညနော်နံပါတ်1နံပါတ်2နံပါတ်3နံပါတ်4ဆိုတော့နံပါတ်3ညခဲနောက်9 7ကြိုင်6နေဆိုရင်ခွန်3 8 4 9 3ည6 1ခွန်8 3 9 4ဆိုတော့ တဘာဝတွေ့တယ်ကနဦးပြောပြတာနော်ကိုကပြောပြတယ်တဘာဝတွေ့တာကိုပြောပြတာဒါ6ခုကောင်း3ညတဲ့ငါဖြစ်တယ်ငါငါ6လေးကငါလူရိုက်လာတယ်3ညနဲ့လေးကိုထဲလာတယ်နေရှိရှိဆိုရကနာသုံးလူရှိလို့တွားဖြစ်တဲ့ရှိတိကြိုင်တလေးသုံးလမ်းရှိတွားတယ်နိခွန်ခွန်ဆိုရကနာ6တယ်9ခွန်3ညောလမ်း6တယ်ဘယ်ထိစည်းနံပါတ်ကြမယ်ကျွန်တော်မသိပါဘူး ကျွန်တော်နံပါတ်3ညနေနံပါတ်9ထိရေးချလိုက်ပါတယ်အဲ့တော့နံပါတ်3ညလို့ကြားရင်တော့383ညဆိုတာတစ်ဖြင့်ခွန်95ဆိုရဲကနတစ်ဖြင့်မယ်နံပါတ်1ဆိုရဲကနကြားရင်381နှစ်ပါဆိုခွန်96ဆိုရဲကနနှစ်ဖြစ်မယ်အဲ့တော့သူပြောလိုက်တာ3ည5လို့16နှစ်ခွန်ပါပါတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလေတိုင်းနံပါတ်ကို ဒီလေတိုင်းနဘကုကျွန်တော်ကြည်ရဒီမနဘလေးဆိုရေကနလေးရှိတယ်အမနဘလေးရှိတယ်ကျွန်တော်ဒီသုံးပင်စောတယ်ဗျ665 96နှစ်သုံးညာလေးလေးလို့စောထားတဲ့ချိန်မှာကဲသူထေထားတယ်ကနဒီကနန်းသုံးလုံးနှစ်ဆိုရေကနလေးလွတ်နေတယ်ပေါ့နော်ပါလွတ်နေလဲဆိုဒီ6နှစ်လေးဆိုရယ်ကနန်း3လုံးနှစ်ကလေးလွတ်နေတယ် ကြံနေကနကျွန်တော်တွက်ပြီးပါပြီ6 9 3 9 5 5 6 6 5လို့ကျွန်တော်တွက်ပြီးသွားပါပြီကျွန်တော်ကြံနေတဲ့ကနဒီ6နှစ်4ဆိုတဲ့ကနနှစ်ပဲဖြစ်တယ်ဒီနံပါတ်9ကိုမိမဲ့နံပါတ်ကိုကျွန်တော်ရှာပြီးတော့ထည့်ရပါတော့မေးအဲ့တော့ဒီ6 9 3 9 5ဖြစ်သလို9 6 5 5ဖြစ်သလိုဒီကနန်း3လုံးနှစ်ကို9ဆိုတဲ့နံပါတ် ဖြစ်တဲ့သစင်တဲ့နံပါတ်ကိုရှာမယ်ဆိုရင်တော့ဩဒီမာနံပါတ်နဲ့ဆိုရယ်ကနနဲ့နံပါတ်၁ဆိုရယ်ကနရှိပါလေဒါတော့ကျွန်တော်ပြောပြတယ်နော်ကနမီအောင်သေးတယ်လို့ပြောပြတယ်သူပေးလိုက်တာသုံးလို့နှစ်ပဲဖြစ်တယ်ဒီကနနှလုံးသုံးထဲမှာဒါလင်နံပါတ်၅ဆိုရယ်ကနကိုမီအောင်ရိုက်မှာဖြစ်တယ်အဲ့လိုတပွဲပြီးတဲ့အခါမှာဒီမှာနံပါတ်၈နှစ်ရှိရှိဆိုရယ်ကနရှိလို့ တလေးသုံးဆိုရဲကနရှစ်ထဲထားတာမူသူပေးလိုက်တဲ့နံပါတ်က2 3 6ဆိုရဲကနတစ်ဆိုရဲကနပဲရှိသေးတယ်အဲ့ဒီတစ်ဆိုရဲကနကိုနံပါတ်6ဆိုရဲကနကိုမီအောင်ဆောရမှာမို့လို့ကျွန်တော်ဘေးမှာကနန်းချထားပြီးတဲ့နံပါတ်3ညာနံပါတ်9ဆိုရဲကနရှိပါတယ်ဒီကနန်းနှလုံးခွန်ကဒီကနန်း3တင်နေမှာလည်း ဒီနံပါတ်၈တူမိသွားမယ်ကနန်းနံပါတ်၆ဖြစ်ပါလေအဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့ဒီကနန်း၃လုံး၆ကိုကိုခွန်၃ည၆လုံးရိုက်တဲ့အချိန်မှာလွတ်နေတဲ့နံပါတ်က၃ည၉၃ညဆိုတာ၃လုံး၉ပဲရှိပါသေးတယ်နော်ကျွန်တော်တော့ပြောပြရတဲ့တော့မားတယ်မန်တယ်တော့ကျွန်တော်မသိဘူးကျွန်တော်မြင်တာကျွန်တော်ခြာပြီး ဲ့တော့ကျွန်တော်ပြောပြတယ်ဒီသုံးလုံးတင်းတဲ့ဒီနှလုံးခေါ်ပါဖြစ်ဒီကောင်ရှိကြီးလိုက်ရိုက်လာတယ်နောက်တပွဲမှလည်းသူကဒီအသုံးလုံးကိုပဲရှိသေးတယ်ဗျာဒီကနန်းသုံးလုံး6ကိုဒီကနန်းသုံးလုံး6လို့ထဲတဲ့အချိန်မှာဒီသုံးလုံးကို6ဆိုတဲ့ကနန်းကိုပြစ်ထဲရမယ်နံပါတ်ကြီးကလည်းဘေးမှာကာထားတဲ့နံပါတ်၄နံပါတ်၃ဆိုရယ်ကနန်းရှိပါလေ အဲ့တော့ကျွန်တော်ဒီကနန်းသလုံးဟာဆိုရင်ခွန်ဆိုတဲ့အတိုင်းတာကြာပြီးမှဒီသုံးလုံးကိုနဲ့နံပါတ်6ဆိုလေကနန်းကြာလေအခုချိန်မှာဘယ်နံပါတ်ထွက်မဲ့ထိစီကျွန်တော်အတမပြောနိုင်ဘူးဒါကြောင့်မို့နံပါတ်3ညာလေးထဲရတဲ့3ရှင်း3ညာ1ဖြစ်တယ်ခွန်9 1ဖြစ်တယ်အဲ့လို1ဖြစ်ခဲ3ညာ9အနေနဲ့3ညာထိစီလိုက်လိုက်ဒီကနန်းသုံးလုံးရဲ့အဓိပ္ပာယ်ထဲတဲ့ချိန်မှာ ျွန်တော်ဒီကနန်းနှလုံးအကောက်တော့ယူပေးရမှာဖြစ်ပါလေ။ဒါအဲ့တော့ तू ကတော့ကိုယ်လည်းလိုက်ကပေါ့ဗျာ။ तू ကဒီ6 9တုံညာ तू ကကောင်းငါလေဗျာ။အား6လေးကိုကောင်းငါတော့ဒီနံပါတ်၄ဆိုတဲ့ကနန်းရဲ့အတိုင်းတာကတော့ကျွန်တော်ဒီကနန်းနှလုံး၃ကပြီးမှရမယ်။ဒီကနန်းနှလုံး၃ကပြီးမှတော့လေဒီကနန်းသုံးလို့နေဒီနံပါတ်၅ဆိုတဲ့ကနန်းကိုလိုက်လာမယ်နံပါတ်၄မျိုးဆိုလို့တွေ ဒီကနသုံးလုံးရှစ်ကိုသူကြားခဲ့တဲ့တလေးသုံးကိုရှစ်လို့ကြားခဲ့တဲ့အချိန်မှာသုံးလုံးတစ်လို့သူပေးခဲ့တဲ့နံပါတ်ကဘေးမှာဒီကနသလုံးခွန်ရဲ့အသေးပင်နဲ့ပေါင်းပါသလိဒီရှစ်ရဲ့အဖြစ်ကိုရောက်မေးဒါကြောင့်ဒီကနသုံးလုံး6ကိုသူချားတဲ့ကိုခွန်သုံးညာကို6လို့ချားခဲ့တယ်ပေးလိုက်တဲ့အဖြစ်ကသုံးညာ9သုံးညာ9ဆိုတော့ဘေးအကဒီကနသလုံးခွန်နဲ့ပေါင်းပါသလိနံပါတ်6ဆိုဒီကနရတယ်ဒါကြောင့် ဘယ်ကနန်းကိုတိုက်ရိုက်ရိုက်မလဲဆိုတာအခုပြောခဲ့ပြီအဲ့တော့ဒီကနန်း၃လောက်တက်လို့ဖြစ်ရင်ဒီကနန်း၃လောက်တက်လို့ဖြစ်ဒီမှာကျွန်တော်တို့ထင်မဲ့ကနန်းကလေဒီကနန်းနံတက်နေဒီကနန်း၃လုံး၃ညနဲ့မှတက်ဖြစ်တယ်ဆိုရင်နံပါတ်၉ဆိုရယ်ကနန်းစာထဲမှာဖြစ်ပါလေဒီကနန်းနှလုံးတက်ရယ်ခွန်၄၉ဆိုရယ်ကနန်း၃ညရဲ့ပေါင်းရင် တကြီးဖြစ်တယ်အကေးတဖြစ်လို့ရှင်ဒီ383ညာတဖြစ်တယ်ခွန်95ဆိုရကနာတဖြစ်တယ်ပေါ့နာအကေးကျွန်တော်တကယ်နံပါတ်1ကိုကနန်းထွက်လိုက်381ဆိုရကနာနှစ်ဖြစ်တယ်နံပါတ်9နံပါတ်9နံပါတ်6ဆိုရကနာလည်းနှစ်ပဲဖြစ်တယ်အဲ့လိုနှစ်ဖြစ်ရင်ဒီကနန်းနှလုံး1နဲ့ဒီကနန်း3လုံး1နဲ့ဆိုရင်နှစ် ါဘဲဆိုနံပါတ်3ညာဆိုကနထည့်ပြီးတယ်အဲ့တော့သူရဲ့စီညာတိုင်းနံပါတ်9နံပါတ်3ညာနံပါတ်7နံပါတ်နံပါတ်3ဒါအဲ့ဒီဖြစ်စဉ်ဆိုတာတပိတသုံးလုံးဒီလောက်ကတော့နားလည်မထင်နဲ့နော်ဒါဆိုရင်၄ဖြစ်သွားမှာပေါ့ဒါဆိုရင်တော့9ဖြစ်သွားမှာပေါ့နံပါတ်၄လို့ထည့်လို့ရင်6ဆိုလေကနသုံးလုံးဖြစ်တယ်နံပါတ်9လို့ထည့်ခွန်ဆိုလေကနသုံးလုံးဖြစ်တယ် နံပါတ်6လို့ထိန်8ဆိုရယ်ကနန်3လို့ဖြစ်စဉ်ဖြစ်တယ်နံပါတ်9လို့ထိန်တော့ဒါ9 3 0ရဲ့ဖြစ်စဉ်ဖြစ်တယ်နံပါတ်3ညာလို့ထိန်တော့ဒါ3ညာ3လို့ရဲ့ဖြစ်စဉ်ဖြစ်တယ်နော်နံပါတ်9ဟောအောက်ကကောင်းရဲ့39ဆိုတော့3ညာဖြစ်တဲ့သည်3ညာဖြစ်နံပါတ်9ရဲ့နံပါတ်9ရဲ့နံပါတ်4ရဲ့3ညာဖြစ်တဲ့သည်အဲ့တော့ကျွန်တော်ဒီကနန်းနှလုံးတည်ရဲ့နော်ဒီကနန်း3လို့က အဲကျွန်တော်တို့ဒီမှာဟုတ်လားမဟုတ်လားကားလို့ပြောပါပဲရောင်မီလာတော့မသိဘူး၃၈၉၃၉ကိုခွန်၉လေးဟူ၃ညဒီနှလုံးတက်နဲ့၃လုံး၉နဲ့ဟူ၃ညရှင်ကြီးဖြေရမလားဟုတ်ဘူးလားဟင်ကနထေတာမာနေလားမသိဘူးဒီတိုင်းတော့မှာပါခဏလေးတော့တေချာပြန်ရှိမဲ့စိတ်ရှိလက်ရှိလေးပေါ့ဗျာ ပြီးရင်တပေါက်သေးရိုက်သေးလိမ့်မယ်လीနော်ဒါအတုံးတစ်ထေတုံညခုံကုန်းကတစ်ထေအုပ်ပြီးဒီကနားနှလုံးတင်တဲ့သုံးလုံးတုံညနဲ့တစ်ထေဒီကောင်မလို့ကွာဒီကနားသုံးလုံးနဲ့လို့ကြာရေခုံကူးချောက်ဆိုဒီကနားနဲ့လို့ကြာနဲ့လို့ကြာဒီကနားနှလုံးတင်တဲ့ဒီကနားသုံးလုံးတင်တဲ့နဲ့ဆိုဒါလည်းမှန်ပြီ မှန်ပါလေသုံးရှင်းနေကိုသုံးလို့ကြကြာလို့ရှင်ခွန်ကိုခွန်သုံးလို့ကြကြရင်ဒီကနန်းနှလုံးတင်တယ်ဒီကနန်းတော့သုံးလို့ကြလဲဆိုတော့အဲဟုတ်လားကွာကိုရောပြည့်စည်လေးတွေကွနော်အဒီကောင်ရိုက်တယ်လေသုံးရှင်းနေကသုံးကြတယ်ကြရင်ခွန်ကိုခွန်သုံးကြတယ် အဲ့ဒီသုံးရည်ဒီနှလုံးတင်တယ်ဒီသုံးလုံးနဲ့နဲ့သုံးတယ်ဆိုဒါလည်းမှန်တယ်ဒီနော်မှန်တယ်ထင်တယ်ဆို9သုံးညာတင်နဲ့3 4 5 6 9 8 9 9သုံးညာလေးကဘယ်လိုဖြစ်တာ9သုံးညာလေးကရရမှလေ3 8 9ဆိုရင်သုံးညာလေးသုံးညာဆိုရင်ဒါခွန်9လေးကိုသုံးညာလေးသုံးညာဆိုတော့ဒီနှလုံးတင်တယ်ဒီသုံးလုံး9နဲ့သုံးညာ 办咯，啊、okay,，不多，嘛只有古董一点的，都弄阿巧款那把生意啊，冇办哩生意阿巧，嗯，那大故事里嘛妈妈话，别，哎，阿拉妈妈妈话，OK 呐，阿拉定的两点的，都弄古的嘛，古的嘛，哦，那大故事里说的个呐，好比，嗯，给好比这边。 Dise kwetheya boli, pete kwetheya mlewa, pete kwetheya mlewa na. Ala pete kwetheya mlewa sulo. Ke lujime nuli, manwa isambo biyana, chano brita kune kenan tebi laimin da. No? ရိတခုနဲ့ကနန်းထည့်ပေးလိုက်မယ်နော်ဒီရှစ်ပရိကြီးကိုသူရိုက်လိုက်တာတော့ဘရိတခုနဲ့ကနန်းထည့်ပေးလိုက်တယ်လို့ပြောတယ်နော်အဲ့ဒါတော့မတည်ဘူးပြန်တော့ကံကံမလကပဲဒီကနန်းသုံးလူကိုနေပြဒီရှစ်ပရိကခွန်ကြီးရိုက်တော့တယ် ဒီကနန်သုံးလုံးတုံညာနေဒီခုံရေကခွန်ကောက်ရိုက်သွားတယ်ဗျာဒီသုံးလုံးတုံညာနေဒီခုံရေနဲ့ခုံလုံးကောက်ရိုက်သွားတယ်ဗောဒီကနန်သုံးလုံးငါးနေနိဘရိနဲ့မှခုံမယ်ဗျာ တာကံကမရကပဲလို့ကျွန်တော်မသိဘူးလို့ကျွန်တော်ရှင်းပြတာပဲရှိလို့ဒီကိုဘိတ်နဲ့ဒီရှစ်ဘိတ်ကိုပါရဲ့နာဘတ်ခွန်ဆိုရယ်ကနန်းရိုက်တော်တယ်ဒီကနန်းသုံးလုံးသုံးညာနဲ့လို့ဒီခွန်ဘိတ်နဲ့ကိုခွန်ကြီးកောက်ရိုက်တော်တယ်လို့ဒီကနန်းသုံးလုံးသုံးညာနဲ့လို့ဒီခွန်ဘိတ်နဲ့ကိုခွန်ကြီးកောက်ရိုက်တော်တယ်ဆိုရင် ီကနန်းသုံးလုံး၅၀လေလို့ဒီမှာ net brain နဲ့ခွန်လို့ရိုက်မယ်ဆိုရင်ကဲကျွန်တော် net brain ဆိုတဲ့ကနန်းရှာကြည့်ဒါလေး brain ခွန် brain သုံးညာ3 6 9 net brain ဆိုတဲ့ကနန်းကဒီနပါလီတလုံးရှိတယ်တကွက်ရှိတယ်ဒါ၅ brain 6 brain 10 brain အဲ့တော့ brain ဒီမှာ၄ခွန်3ညာ3 6 9နဲ့ ငါရှစ်တဲမှမှာနိဗ္ဗိစုရိကနံတော့နံပါတ်6စုရိကနံနံပါတ်5စုရိကနံနံပါတ်10စုရိကနံတလုံးပဲရှိပါလေအဲ့တော့6 5တနေနဲ့ကြီးတော့မယ်ဆိုရင်36ဆိုရယ်ကနံနံပါတ်9ဆိုရယ်ကနံဖြစ်တယ် ုံကိုတေဆိုရေကနနဘခွန်ဆိုရေကနဖြစ်သည်ဒီကနနှလုံးတင်တဲ့ဒီကနသုံးလုံးချောနဘခွန်ဆိုရေကနဖြစ်သည်နိဘိဟာဆိုရင်လို့ဒီကနသုံးလုံးကိုနဲ့ဒီရှိဘိနဲ့နဘခွန်ပါဘဲလို့သုံးလုံးကနထဲသွားတာမျိုး ဒီကနန်းသုံးလုံးသုံးညနဲ့ဒီကနန်းသုံးလုံးခေါ်ခေါ်ပါပဲလို့၈၆၃ဆိုရင်ကနန်းထဲသွားတာမျိုးဒီကနန်းသုံးလုံးသုံးညနဲ့ဒီကနန်းသုံးလုံးခေါ်တဲ့ခေါ်ပါပဲလို့နံပါတ်ခွန်သုံးညသုံးညဆိုရင်ကနန်းထဲသွားတာမျိုးဒီကနန်းသုံးလုံး၅နဲ့ဒီနှစ်ပိတ်နဲ့ခေါ်ပါပဲဆိုရင်ကနန်းကြီး၆၅တဲ့ဟာဆိုရင်